င်းအွန်လိုင်းကပေါ့နော်သူ့ရဲ့ရိတ်ကကိုတော့မီရှုခံရတဲ့ပြင်သူ့ပါဆဲခံသူလာတွေပေါင်းပြီးတော့လုံမယ်ဆိုတဲ့ပုံစံမျိုးသွားမယ်ဆိုရင်စစ်ကောင်စီတည်အောင်ကြောက်အဲ့လိုမျိုးသားဖြစ်ကြည့်ပေါ့နော်စစ်ကောင်စီအနောက်ကနေဖိအောင်လောင်းဖြစ်မှာအရှိအမှန်ရှမ်းမြောက်ကိုသူကမဲနေတာအခုအနောက်ပိုင်းကနေပြီးတော့ဖိနိုင်ခံနေရပြီအဲ့လိုပုံစံမျိုးဖြစ်နေကြတော့ မင်္ဂလာပါဒီနေ့ကတော့အော်တိုဘာလ21ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာသတင်းကောင်းတွေရှိတယ်အဲဒီကထူးခြားဖြစ်စဉ်သတင်းလို့ပြောလို့ရတဲ့ဟာပေါ့နော်ကျွန်တော်ပြောလဲပြောချင်တယ်ရည်လဲရည်ချင်တယ်သတင်းကအဲ့ဒါက Homeless Latest Scan ဌာနချုပ်ကကိစ္စပေါ့နော်အဲ့ဥစားတော်တော်လေးကြီးစရာကောင်းနေပြီ။ဘာဖြစ်လို့လဲဆိုတော့ဖြစ်စဉ်ကအော်တိုဝါလာ16ရက်နေ့မှာဖြစ်တာပေါ့နော်။အဲ့ဒါဘာလဲဆိုတော့ Homeless Latest Scan ဌာနချုပ်ရဲ့ရိတ်ခါကိုတော့မိရှုခံရတယ်။ မီးရှို့ခံရမီးရှို့ခံရတယ်ဆိုတဲ့ဟာဒီတရင်ကဘသူပွဲဝါရဲဆိုပြီးတော့မပါဘူးဗျာဒါပေမဲ့မီးရှို့ခံရတယ်ဗောနောမီးရှို့ခံရပြီးတော့အဲ့ဒီဟာရဲ့နံရံမှာသူကစာရေးပါလားအဲ့ဒါကစစ်ခွေးစစ်ခွေးမြောင်းလိုက်အတွက်ဗောနောမာလာအတွက်ဆိုပြီးရေးပါဆဲတာလည်းဖြစ်ဖြစ်မယ်ဗောနောဒါပေမဲ့တေးကြတယ်မြောင်းလိုက်ဝဲတေတာဗောနောဒီခွေးမေးအတွက်ဆိုပြီးတော့မြောင်းလိုက်အတွက်ဆိုပြီးတော့ကတော့မြောင်းလိုက်အတွက်ဆိုပြီးတော့ဒါရေးသွားတဲ့စာသားဗောနောအဲ့လိုမျိုးစာသားရေးသွားတဲ့ဟာကို အထူးခြားဖြစ်စဉ်အနေနဲ့ဖြစ်ခဲ့တယ်ဗောနော်ဖြစ်ခဲ့တဲ့ဟာကိုသူတို့ကဖုံးဖိထားတာဖုံးဖိရဒီဖြစ်စဉ်အပေါ်ကိုမတက်အောင်ဗောနော်အဲဒီလိုမျိုးဒါဖြစ်သွားပါတယ်အဲ့ဒီဖြစ်စဉ်မှာရဲခါကိုတော့မီးလောင်တာကအဲ့လောက်ပြဿနာမဟုတ်ဘူးအဲ့ဒီစာတန်းအပေါ်ကိုရောက်သွားမှကြောက်တဲ့အတွက် leader scan ဌာနချုပ်မှုတွေကဒါဖွက်ထားတယ်ဗောဗျာဒါဒီဥစ္စာကိုဖုံးဖိထားတယ်ဗောနော်ဒီအကြောင်းကိုဒါနေပြီးတော့စစ်ရုံးနဲ့ကကလေးကမသိအောင်ပါတော့လေတာစကန်ဌာနချုပ်မှုဒါဗိုလ်မှူးချုပ်မြမင်းတန်းအဲသူကအထက်ကိုမတင်ပြဘဲနဲ့သတင်းဖုံးပေးခဲ့တာပါတော့သူကတော့အထက်ကိုမတင်ပြခဲ့ဘူးခေတ်သစ်ကိုရောက်လာ ြည်သူတွေအကုန်သိသွားမင်းအောင်လိုက်မကြံတော့လားမသိပါဘူးအဲ့တော့မီးရှို့ခံရတဲ့ရိခါကိုတော်ကိုလည်းဒါအမြန်ပြန်ပြီးတော့ဒါဆောက်လုပ်နေတာရှိတယ်အဲ့ဒီရိခါကိုတော်ကလည်းဒါစစ်တမ်းတရားတွေဒါဗားဒိုက်တွေနဲ့ဝေးကွာပြီးတော့တောထဲမှာစောက်ထားတာတဲ့အဲ့ကျတော့ဖြစ်စဉ်ကဒီလိုဖြစ်သွားပြီဆိုတဲ့အချိန်မှာပေါ့နော်အခုတိမီးရှို့တဲ့သူကိုလည်းမဖမ်းမိသေးဘူးပြီးတော့အိုက်စားတန်းကြီးတဲ့သူဘသူဆိုတာလေသူတို့တွေအခုဒီစစ်နေတော့ပေါ့နော်အဲ့ဒါနဲ့သူကအဲဒီဥစ္စာကိုစစ်ဆေးဖို့အတွက်ဆိုပြီးတော့ရိတ်ကကိုတော်နဲ့အနီးဆုံးကင်းတဲကကင်းတာဝန်ကြတဲ့သူ၄ယောက် ်စစ်သား၄ယောက်ပေါ့နော်အဲ့၄ယောက်ကိုအုပ်ချုပ်ရေးမှူးဖြစ်သူ DSA 42ကအပတ်စဉ်42ကဒုတိယဗိုလ်မှူးအောင်ကျော်စွာကဒါညှိမှန်းနှိပ်စက်တာတွေလုပ်နေတယ်ပေါ့နော်စစ်စေးမင်းမြတ်နေတယ်ပေါ့ဗျာသူတို့ချင်းချင်းပြက်စက်တာကြိုက်တော့စစ်ညှိမှန်းနှိပ်စက်ရောမကလို့ဘာပဲလုပ်လို့ပေါ့နော်အဲ့လိုမျိုးဒါသိခဲ့ရပေါ့နော်အဲ့တော့ဒီဥစ္စာကိုဘယ်သူရေးတာလဲဒါကိုဘယ်သူရေးခဲ့တာလဲဒီကိုရောင်ကိုဘယ်သူမီးရှို့ခဲ့တာလဲပေါ့နော်ဒီကိုရောင်ရှိတဲ့နေရာကတော်တဲ့ဆိုပြီးတော့ဒါပြောပေမဲ့သူတို့ရဲ့ပြဝုံထဲမှာပဲရှိမှာအဲ့တော့အဲ့ထဲအထိကိုဝင်ပြီးတော့တလိုင်းတပ်ဖွဲ့တွေကလုံမယ်ဆိုရင်ကိုလည်း ရဲကောက်ကောင်မီးရှို့တာလောက်နဲ့တော့ဒါတင်းတိမ်မှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့လည်းဒါဖြစ်နိုင်ခြေတော့ရှိတာပေါ့လေဖြစ်နိုင်ခြေတွက်ကြည့်တဲ့ခါကျတော့ဒါရအောင်ခိုးဝင်ပြီးတော့ဒါဒေါ်လာရင်းတက်ဖွဲ့တွေကလှုပ်ဆောင်သွားတာလို့လေဒါယူဆလို့ရတယ်ပေါ့နော်ဒါဒါပဲရေးသွားတဲ့စာသားကြီးကလည်းစားတယ်ပေါ့နော်အဲ့တော့မင်းအောင်လိုင်ကပေါ့နော်သူ့ရဲ့ရဲကောက်ကောင်မီးရှို့ခံရတဲ့ပြင်သူ့ပါဆဲခံဒါအားရစရာကောင်းတယ်လေဒါတကယ်အားရစရာကောင်းတယ်အဲ့ဒီဟာရဲ့ဒါဆက်ဆက်ပြီးတော့တွေးကြည့်လိုက်တဲ့ခါကျတော့ပိုအားရစရာကောင်းတာတွေရှိလာတယ် ဲ့ဒါပါလဲဆိုတော့ဒါကသူတို့အချင်းချင်းကြားထဲမှာကိုပဲမကျင်တဲ့လို့လောက်တာဆိုပြီးတော့လည်းဒါယူဆလို့ရတယ်အဲ့ဒါကပိုဖြစ်နိုင်ချင်ရှိတယ်ကျွန်တော်ရှေ့မှာပြောခဲ့ဘူးတယ်ဒါမင်းအောင်လိုင်းနဲ့ဒါဆိုးဝင်းနဲ့ပေါ့နော်အထဲထဲမှာအကွဲပြက်တွေဖြစ်တဲ့ခါမှာပေါ့နော်တော်တော်များများကဒါဆိုးဝင်းကိုပို့ပြီးတော့သဘောကျကြတယ်ဆိုပြီးတော့လည်းဒါပြောခဲ့တယ်ပြီးတော့အာနာသိန်းဖြစ်စဉ်ဖြစ်ပြီးတဲ့အချိန်မှာမြောင်းလိုက်ဆောက်ယူထားပြီးတော့အာနာသိန်းလိုက်တယ်အဲ့လိုသိန်းသွားပြီးတဲ့နောက်ပိုင်းမှာဒီစစ်ကောင်စီစစ်သားတွေကတော်တော်လေးဒုက္ခခံရတေဆုံးတေပြောက်တွေလည်းအများတယ် ထွက်ပြေးရများတယ်စစ်တုံးမန်းတွေများတယ်မိုးဆိုးမတွေများတယ်အဲ့လိုပုံစံမျိုးတွေများလာတာဖြစ်တဲ့အတွက်သူတို့တွေရဲ့ဒါပုံမှန်လှုပ်ဆောင်နေရတဲ့ဘွာကြီးကနေပြီးတော့ချက်ချင်းလက်ငင်ပြောင်းလဲသွားတာပေါ့ဗျာပြောင်းလဲသွားတာအရင်တော့ဂိတ်တိုင်ဘာတိုင်ဆိုတဲ့ကောင်တွေကသရက်ကင်ပြီးတော့ဒေါ်လေးဝင်နေရတယ်အဲ့လိုပုံစံမျိုးတွေဖြစ်ကုန်တယ်ပြီးရင်အရင်တော့ရှေ့တန်းထွက်ရတယ်နောက်တန်းပြန်နာရတယ်ဆိုတဲ့ကောင်တွေကလည်းရှေ့တန်းမှာနှစ်ပေါင်နေနေရတဲ့ပုံစံမျိုးတွေဖြစ်ကုန်တယ်အဲ့ဒါကြောင့်သူတို့မကျင်းနဲ့ကြအောင်ဘာလို့မကျင်းနဲ့မရောက်နိုင်မကျင်းတော့အဲ့တော့ကျတော့ဒီစာသားကိုရေးခဲ့တာဒီဥစ္စာကိုဒါမီးရှို့ခဲ့တာကသူတို့ထဲကလူတွေပို့ပြီးတော့ဖြစ်နိုင်တယ် ရောအခုနောက်ပိုင်းမှာလည်းသိတဲ့အတိုင်းပဲသူတို့ကလူသစ်ဆုတဲ့ဟာတွေကဒါမဟာတရားလုပ်တယ်ဒါပေမဲ့အဲ့လူတွေကမြောက်လိုင်းကိုကျင့်တဲ့လုံးလို့ဆိုပြီးတော့သူတို့ကိုယ်တိုင်ဆန္ဒရှိလို့အထဲဝင်သွားမှာမဟုတ်ဘူးအကုန်လုံးကဒါဖမ်းဆီးပြီးတော့ဒါပေါ်တာဆွဲပြီးတော့စုဆောင်းခံရတဲ့သူတွေအဲ့တော့သူ့ကိုမကျင့်တဲ့ကြောင်အဲ့တော့သူ့ကိုမကျေနပ်တာကဒီပါစတဲ့အပြင်ကောင်မှသူ့တွင်ထဲကကောင်းနေပါရှိတယ်ဆိုတဲ့အကြောင်းကိုသိစေချင်တာအဲ့ဒါအကြောင်းမလို့လေအခုလိုမျိုးပေါ့နော်ဒါစာတန်းရေးခဲ့တာပေါ့နော်အဲ့တော့အဲ့ဥစ္စာကသူတို့တွေဘလောက်ပဲဖုံးပြီးခဲ့ဖိခဲ့ ဒါအပြင်ကိုတော့သတင်းပြန်လာတယ်ဗောနော်တချို့ကြတော့လေတရုတ်စာနဲ့ပတ်သက်လို့ဒါစစ်ကောင်စီဘက်ကကောင်းနေစစ်ကောင်စီကိုထောက်ခံတဲ့သူတွေကလည်းအာဒါကယုံစရာအကြောင်းရှိဘူးဒါသတင်းမဟုတ်ဘူးဘာဖြစ်လဲညာဖြစ်ပြောကြဗောနော်ကျော်ကကျင့်တတ်တယ်ကျင့်တတ်တယ်အဲ့ကောင်နေအဲ့လိုမျိုးဖြစ်လေလေပို့ပြီးတော့ကျင့်တတ်လေပဲဗောနော်ကောင်းတယ်ဒေါ်လိုင်းတက်ဖွဲ့တွေလုံနိုင်ခဲ့တဲ့ဆိုရင်တော့ဒီချိန်မှာဒါသတင်းတွေထုတ်ပြန်နေလောက်ပြီဗောဗျာအဲဒါမဲ့အဲ့လိုမဟုတ်ဖ ೇನೆ အတွင်းတွေကကောင်းနေကိုယ်တိုင်ကလှုပ်တာဖြစ်လို့အခုချိန်ထိဒါသူတို့တွေသတင်းဖုံးထားတယ် အဲပြီးရင်ဒါအလုံးသိတဲ့လျှို့ဝှက်ချက်အလုံးသိတဲ့လျှို့ဝှက်ချက်လျှို့ဝှက်တော့လျှို့ဝှက်ထားတယ်ဒါပေမဲ့အကုန်လုံးသိနေတယ်အဲ့လိုပုံစံမျိုးဖြစ်လာခဲ့တာပေါ့နော်အဲ့တော့မြောင်းလိုင်းကိုအထဲတက်ကကောင်တွေကအစမကြည့်ဘူးဆိုတော့သတင်းကောင်းနေလေဒါရှိလာပြီပေါ့ဗျာအဲ့တော့နောက်တစ်ခုကဒါကင်းတဲ့အဲ့ကင်းတဲ့မှာအနည်းဆုံးကင်းတဲ့က၄ယောက်ကိုဖမ်းပြီးတော့သူတို့စစ်ဆေးတယ်အနည်းဆုံးကင်းတဲ့မှာ၄ယောက်ပဲရှိတယ်အဲ့ရဲခါကူတော်နဲ့အနည်းဆုံးကင်းတဲ့မှာ၄ယောက်ပဲရှိတယ်စစ်ကောင်စီကကင်းတဲ့ကင်းမှာအနည်းဆုံး၅ယောက်တော့ထားရတယ် 9ယောက်ထားရတယ်ဆိုတော့ကလုံချိုကြီးနဲ့ပတ်သက်လို့တို့လူအင်အားမမျှတတော့ဘူးဆိုတဲ့ဟာတွေလည်းဒါပြောကျင်တာပေါ့နော်ဒါလစ်တက်လိုနေရာမျိုးလစ်တက်ဆိုတာတို့အတွက်အသေးအံအရေးကြီးလို့ကာကွယ်နေရတဲ့နေရာကာဘာဆာလိုနေရာမျိုးအသေးအံအရေးကြီးလို့ကာကွယ်နေရတဲ့နေရာအဲ့လိုနေရာမျိုးတွေမှာဒါတို့လုံချိုကြီးတွေတိုးပြီးတော့ချတာပဲတိုးပြီးတော့လည်းချခိုင်းတယ်လုံချိုကြီးဂိတ်စကန်တွေကဆာစောက်ခိုင်းတယ်ကင်းတဲတွေစောက်ခိုင်းတယ်ချတယ်ဒါပေမဲ့လူအင်အားမမျှဘူးဆိုတဲ့ဟာကိုပြောလူအင်အားမရှိဘူး ြောရရင်ဗျာသူတို့ဒီတရင်ဌာနချုပ်တွေမှာရှိတဲ့လူဝင်အားကပေါ့နော်အပြင်နေမှာသွားပြီးတော့တာဝန်ထမ်းဆောင်နေရတဲ့ကောင်တွေကပုံများတာအဲ့ကြောင့်အတွင်းထဲမှာသူကအတွင်းထဲလည်းဖြစ်တယ်ငါတို့နေရာရောက်ဖို့လည်းဝေးကြီးလိုသေးတယ်အဲ့တော့ဒါတိုက်ပွဲဖြစ်တဲ့နေရာတွေကိုပို့ထားရတယ်ဆိုတဲ့အတွက်သူတို့နောက်တန်းမှာရှိတဲ့လူဝင်အားကသူတို့လောက်ရတဲ့အလုပ်တွေနဲ့မမြအောင်မမြတော့ဒါဒါတကင်းထားမယ်ဆိုရင်တော့၅ရက်ထားရတယ်၆၆နာရီကနေပဲစတယ်ပေါ့နော်ဒါ first skin ဆိုရင်၆နာရီကစ၆နာရီကနေ၁၀နာရီထိတကင်းယူရတယ်၁၀နာရီကနေ၁၂နာရီတကင်း 12နာရီကနေ2နာရီ2နာရီကနေ4နာရီ4နာရီကနေ6နာရီမနက်6နာရီအထိပေါ့ဗျာည6နာရီကနေမနက်6နာရီအထိကင်းကိုအဲ့လိုမျိုး9ရက်ခွဲပြီးတော့ယူယူခိုင်းနေပါတော့အခုနောက်ပိုင်းဆိုရင်တို့ဘလို့တောင်မှတာဝန်ပေးလဲဆိုတာအဲ့တစ်ယောက်ကင်းတော့မှမဟုတ်တော့ဘဲနဲ့နှစ်ယောက်ကင်းဆိုတဲ့ပုံစံမျိုးဟောကင်းချိန်တစ်ချိန်ထဲမှာပဲနှစ်ယောက်ဆောင်ခိုင်းတာပေါ့အဲ့တော့10ယောက်တော့မှထားခိုင်းတဲ့အနေအထားမျိုးဖြစ်နေတာအခုအဲ့10ယောက်ထားခိုင်းတဲ့ကင်းတဲ့အနည်းဆုံး9ယောက်ရှိရမယ်ကင်းတဲ့က4ယောက်ပဲရှိဒါဟာလေတို့တွေရဲ့အတွင်းထဲကဒီအချက်လေးတစ်ချက်ကိုကြည့်ခြင်းအပြင် သူတို့ရဲ့အတွင်းထဲမှာဘလို့အခြေအနေမျိုးရှိနေပြီလဲဆိုတဲ့ဟာကိုသုံးသပ်လို့ရတယ်ဗျာအဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒီသတင်းကလည်းအားရစရာကောင်းတယ်ဗောနော်ဘလို့ပဲဖြစ်ဖြစ်မြောက်လန်ကိုမကျေတဲ့ကောင်တွေကအထဲထဲမှာအများကြီးရှိတယ်ဆိုတဲ့ဟာကိုလည်းသိရတယ်သူတို့ရဲ့လုံခြုံရေးတွေပေါ်ရောက်နေတယ်လူအင်အားတွေမမြတ်တတော့ဘူးဆိုတဲ့ဟာတွေလည်းဒါသိရတယ်ဗောနော်နောက်တစ်ခုကတော့မြောက်လန်လင့်လစ်တလို့တွဲခံနေရတော့ဗောနော်တဲတဲကကွန်အားစလင့်လစ်တလို့တွဲခံနေရတဲ့မြောက်လန် ဖြစ်နေပြီဆိုတဲ့အကြောင်းလည်းပြောချင်တယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်အာရခတက်တော် A နဲ့ပတ်သက်တဲ့ဟာပြောမယ်အဲ့ဒါနဲ့ရေကန်မကွေးတိုင်းနဲ့ရေကန်ကဟာပေါ့နော်အဲ့အဲ့မကွေးတိုင်းနဲ့ရေကန်နဲ့ပတ်သက်လို့အားလုံးကလည်းချို့ကပြောကြမရသေးဘူးစကမ်းကမရသေးဘူးစကမ်းကအလုံးစုံမရသေးတာမင်းတို့ကောင်ညင်းနေတာတေအောင်ညင်းနေတာမင်းမြေပြင်ကတိုက်တဲ့သူတွေလောက်မင်းတို့ကတီအောင်ပါလားမင်းတို့ကအဖွဲတွေမြေပြင်ကမင်းတို့တိုက်နေတယ်မင်းတို့ရဲ့စစ်သားတွေကလည်းမေးကြည့်အေးဖြေချင်းလည်းရမှာမဟုတ်ဘူးအခုသူတို့ကပြေးနေရတာအခုသူတို့ကနင်းငံစော်ခံနေရတာအဲ့ဒါဖြေချင်းလည်းရမှာမဟုတ်ဘူးပေါ့နော်အဲ့တော့စကမ်းကဒီဘွာကုန်းစကမ်းကြီးတစ်ခုလုံးကို ိမ့်ပိုင်နိုင်မှုအတွက်ကဘာမှမရှိတော့အပိတက်ဖို့လုံနေကြတာအခုအခုအဖွဲတွေကအဲကြောင့်မလို့လေအခုအဲ့မှာဒါခမောက်တောင်တစ်ခုပဲကြံတော့တယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်သိရတယ်ပြီးတော့မြေပြင်ကနေပေးဖို့လာတဲ့သတင်းစကားတွေကိုကျွန်တော်ပြောပြမယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကအဲ့ဘက်မှာဒါတို့အသေးအံခုခံနေရတယ်ဒီလက်ကျန်နေရာလေးကိုမကြအောင်တို့အင်အားတွေထပ်ပြီးတော့ဖြည့်တင်းနေရတယ်အရှိတယ်ဒါပေမဲ့လေတော်လိုင်းတက်ဖွဲတွေကဒီဥစ္စာတွေလှုပ်လာမှာကိုကြိုပြီးသိရှိရတဲ့အတွက်လာသမျှဟာအကုန်လုံးကိုရိုက်ချနေတာဖြုတ်နေတာဖုတ်နေတာ အဲ့လိုပုံစံမျိုးနဲ့ဒီလိုရဲ့စစ်ကြောင်းနေရှေ့ကိုလည်းဆက်မတက်နိုင်ဘူးအင်အားလည်းမပြည့်နိုင်ဘူးအင်အားလည်းမဆက်နိုင်ဘူးပေါ့နော်အဲ့တော့နောက်ဆုံးခုပါဖြစ်လဲဆိုတော့အဲ့လက်ကျန်နေရာမှာရှိနေပါသေးတယ်ဆိုတဲ့កောင်းနေကတော့ထွက်ပြေးနေလို့အားခတ်တက်တော့ AE နဲ့ PDF တက်ဖွဲ့တွေက live ဖန်နေရတာမင်းတို့မေးကြည့်အောင်မင်းတို့កောင်းနေအဲ့တော့နေကန်လက်ကျန်နေရာလေးကနေပြေးတဲ့កောင်းနေကဘယ်ဟုတ်ပြေးလဲဆိုတော့သူကဒီ အမ်ဗဒန်လမ်းစုံမှာရှိတယ်ပေါ့နော်ဒါပြင်းဝဆစ်စီရေဂိတ်ဟင်ပြီးရင်တာယာကုန်းကြေးရွာကကာကင်းစခန်းတွေကိုအဲ့လိုနေရာမျိုးတွေကိုထွက်ပြေးနေကြတာပေါ့နော်အဲဒါကြောင့်မလို့အာခတ်တက်တော်အေနဲ့ပြီးတဲ့တပ်ဖွဲ့တွေကဒါဖိုင်တာကုန်းဂိုကြီးစခန်းကြေးရွာတွေဘက်ကနေပြီးပိတ်ဆို့ဖြတ်တောက်တာတွေလိုက်လံရှင်းလင်းတာတွေလိုက်ဖမ်းတာတွေကောဗျာပြောရရင်အဲ့လိုပုံစံမျိုးတွေလှုပ်ဆောင်နေရတာဖြစ်တယ်ပေါ့နော်အဲ့တော့ငွေပြင်ကသတင်းစကားကိုပြောရမယ်ဆိုရင်ဒါနေအကန်ဂုံးမှာပေါ့နော်ဒါပါစတွေအများကြီးရှိတယ်တဲ့ သူတို့ကစင်တိုက်ကျင်တဲ့အတွက်ထွက်ပြေးကြတာပုံများပါတယ်ဗောနော်အပြီးတော့စစ်ကောင်စီကလေချောင်းကိုအုံပြုပြီးတော့လေအကြီးပိုင်းတွေကိုလက်ကျန်စကန်းကနေဗဒန်းတက်နေရှိတက်ရင်းတွေကိုပို့နေတာရှိတယ်ဆိုပြီးတော့သိရဟာသေးကြပြီအဲ့ဆိုဒီကောင်တွေကလုံးဝလစ်တော့မှာအဲပြေးတော့မှာအဲ့လိုပုံစံမျိုးသိရတယ်ဗောနော်ပြီးတော့အကြီးပိုင်းတွေကိုကြတော့ကဲထုတ်သွားခဲ့ပြီးတော့အငယ်ပိုင်းတွေကကြတော့ထားခဲ့ခံရတာဖြစ်တယ်ဆိုပြီးတော့လေဒါသိရဟာအဲ့တော့တော်တော်ဆိုးဆိုးဝါပဲမင်းတို့စစ်တပ်ကကောင်တွေကအဲ့လိုပဲတကယ်တကယ်တကယ်မင်းအောက်ခြေကကောင်တွေအဲ့ဒါအဲ့ဒါဒီတက်တောက်ခံတဲ့သူတွေကိုတော့မပြောချင်ပါဘူး သူတို့ကကြတော့ဘာမှငကန်းတလုံးမှမသိဘဲနဲ့အဘာဘာဖြစ်နေအဲစစ်ကောင်စီတက်သေးကအောက်ခြေစစ်သားတွေမိသားစုတွေကိုပြောချင်တာနောက်ဆုံးမင်းတို့တွေကဘွာကြီးကိုအဲ့လိုမျိုးကြီးဒါဟိုပေါ့နော်ပြီးစလွယ်ပေါ့နော်ပြစ်ထားခံရတာအဲ့ဒါကြီးတွေမဖြစ်စေချင်လို့ဒါတက်ဖွဲ့တွေကအချိန်ကြီးလက်နက်ချပြီးတော့အလင်းဝင်နိုင်ပါလေဆိုပြီးတော့ဒါဖိတ်ခေါ်နေတာဖြစ်တယ်မင်းတို့တွေရဲ့ဘွာတွေကိုကိုကျင်းစာလို့ပြောနေတာ အခုတွေကပြပြနှိမ့်နှိမ့်ကြီးပြောဆိုလိုက်တဲ့ခါကျရင်မင်းတို့တွေကအဲတမျိုးထင်ထင်အောင်မှာဒါပေမဲ့မဟုတ်အဲ့လိုပြောနေရတာကမင်းတို့ကိုကိုချင်းစာမင်းတို့တွေရဲ့အဘာတွေကိုပဲငါတို့တော်လိုင်းတက်ဖွဲ့တွေကစော်ကျင်တာအဲ့တော့အဲ့အဘာတွေရဲ့လမ်းမှာပိတ်နေတဲ့ကောင်တွေပိတ်နေတဲ့စခန်းတွေအကုန်တီးခံရမှာအဲ့အဲ့လိုနေရာမျိုးတွေကိုအခုဖျက်တိုက်ဖို့သွားနေတဲ့အချိန်မှာခံပြီးတော့ပြစ်ခိုင်းထားတဲ့အနေအထားမျိုးနဲ့သူတို့ကိုထားခဲ့ခံရတာသူတို့အကြီးပိုင်းတွေကကြတော့မင်းတို့တခါလေးလစ်သွားတာအဲ့တော့အဲ့ဥစ္စာတွေသေချာစဉ်းစားကြည့်ကြတာပေါ့နော်စစ်ကောင်စီကတော့အဲ့လိုပုံစံပဲ သူတို့ရဲ့အကြီးပိုင်းအကုန်လုံးကတော်တော်လေးကိုဒါဟိုကိုချင်းစာတရားမဲ့တယ်ကောင်းနေပေါ့နော်ဒီအောက်မှာကြံခဲ့ရတဲ့ဒီရဲဘော်တွေရဲ့ဘွားတွေအသက်တွေကိုသူတို့လုံးဝမဒါကိုချင်းမစာဘူးပြီးရင်စည်သေးပြစ်တယ်ပေါ့ဗျာဒါမစာနာဘူးပေါ့နော်ဒါမိသားစုတွေဘွားတွေပြတ်သွားအောင်ကြီးသူတို့ဒါလောက်ကြတာရှိတယ် အဲ့တော့သူတို့ကြတော့သူတို့မှပဲအသက်ပါတဲ့ပုံစံမျိုးနဲ့သူတို့ကကြတော့ဒါလွတ်မြောက်အောင်ပြေးကြတယ်ပေါ့နော်အဲ့ဒါကြီးကမဖြစ်သင့်ဘူးလေအဲ့တော့ဒါနိုင်ငံကံပြွာကုန်းနဲ့ပတ်သက်လို့ပေါ့နော်နိုင်ငံကံပြွာကုန်းမှာတော့ဒါခမောက်တောင်စခန်းတစ်ခုပဲကျန်ရှိတော့တယ်တဲ့အဲ့ဒီစခန်းကဘယ်နေ့ဘယ်ချိန်ကျမလဲမပြောတတ်ဘူးပေါ့နော်တော်လိုင်းတက်တွေကလည်းအဲ့ဒီစခန်းကိုအနီးကပ်စောင့်ကြည့်ပြီးတိုက်ခိုက်နေကြတာဖြစ်တယ်ပြီးတော့ဒါစစ်ကောင်စီတပ်သားတွေကအဲ့ဒီစခန်းကနေဗဒန်းတက်နေကတရင်တွေကိုဆုတ်ခွာမှုတွေရှိလာလို့အေးနဲ့ပူပေါင်းတပ်ဖွဲ့တွေကဒါလိုက်လံပြီးတော့ရှင်းလင်းနေရတာပါဆိုပြီးတော့ဒါမြေပြင်ကတော်လိုင်းတက်ဖွဲ့တွေစီကနေပြီးတော့တည်ရတဲ့တရင်စခန်း အားရကြကောင်းတယ်စစ်ကောင်စီဘက်ကဘလောက်ပဲညင်းညင်းပေါ့နော်သူတို့ကတော့အဲ့လိုပုံစံမျိုးပဲအမြဲတမ်းညင်းနေတော့မယ်ကျွန်တော်တို့ဒီအောင်ပွဲကြောင်းနေအောင်ပွဲသတင်းတွေပြောတဲ့အခါမျိုးတွေမှာပေါ့နော်သူတို့ရဲ့မဆိုစလောက်ပြီးရင်သူတို့အဖြစ်မရှိဘဲနဲ့ဆောက်ဖြစ်မရှိဘဲနဲ့ပြန်တောင်းလို့ရတဲ့မြို့လောက်ကိုပဲလာပြီးဂုံစာပြနေတာပေါ့နော်အဲ့ဒါမင်းတို့တွေရဲ့ဘဝအစ်စ်မှန်ပဲဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေရဲ့အရေးအချင်းမင်းတို့မနိုင်တော့ဘူးမရှင်နိုင်တော့ဘူးမင်းတို့တွေလုံးသမျှနီလန်အကုန်ကုန်ပြီအဲဒါတော့မှပဲ ညာလုံးဝအောက်ကစစ်သားတွေအသိတယ်မင်းတို့တက်ထောက်ကန်တဲ့သူတွေလော်ဘီဘုံးမတွေပဲမသိဘူးအဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒီဥစ္စာကလည်းအားရစရာကောင်းတယ်တရင်တစ်ခုဖြစ်တယ်ပေါ့နော်တဖြည်းဖြည်းနဲ့တော့ဒေါ်လိုင်းတက်ဖွဲ့တွေကပို့ပြီးတော့စီးမိလာပြီးတက်ဖွဲ့နဲ့တက်ဖွဲ့ပေါင်းဆက်ပြီးတော့လုံကန်ဆောင်ရွက်တာတွေရှိလာပြီးအဲတခုနောက်ထပ်တရင်တစ်ခုကဒါအားလုံးကတော့ဒီဥစ္စာကြီးကမထုတ်ပြန်သေးဘူးဆိုပြီးတော့ပြောပေမဲ့ဒါထွက်လာတဲ့အချိန်မှာတော့တရင်ကအားရစရာမှုလို့လည်းဒါပြောရမှာပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒါမကွေးတိုင်းတွေကဗီဒီတက်ဖွဲ့တွေကစုစည်းပြီးတော့ပေါ့နော်တပ်ပေါင်းစုပုံစံမျိုးနဲ့ဆော်မှာ တော့မှာအခါတက်တော့ဒီဘက်တွေရောက်လာပြီဆိုတာနဲ့အဲ့လိုပုံစံမျိုးကြီးပေါင်းသွားမှာသိကြတဲ့တကယ်တိုက်နေတဲ့အဖွဲတွေကိုလည်းဒါတော်လိုင်းတက်ဖွဲတွေဒီ PDF တက်ဖွဲတွေကလက်တွဲပြီးတိုက်ဖို့လုံးဝလိုလားတယ်ဗျာလိုလားတယ်အခုအခါတက်တော့ AA လိုမျိုး KIA လိုမျိုးဒီလိုမျိုးတကယ်စော်နေပါတယ်ဆိုတဲ့နေရာမျိုးတွေမှာ PDF တွေကအာပေါင်းပြီးတော့တိုက်ရှင်တယ်တွဲပြီးတော့တိုက်ရှင်တယ်သိကြတဲ့အဲ့လိုမျိုးတက်ဖွဲတွေလာတာကိုမျောကိုမျောနေမှာအဲ့လိုပုံစံမျိုးနဲ့အခုစုဖွဲ့တာတွေပြင်ဆင်တာတွေလုပ်နေပြီ အဲ့တော့ကျတော့လာပြီလေအသိမဲ့တခါတည်းဘာခါတက်တော့အေးလာပြီဆိုတော့ねဟာညီကိုလေးဘာကြီးလှုပ်ထားရသေးဘာကြီးပြင်ဆင်ထားသလဲဒါဆိုရင်တော့ငါတို့ဘယ်လိုလုပ်အောင်အသင့်အသင့်အကုန်အသင့်အသင့်ပုံစံမျိုးနဲ့လက်တွဲပြီးတော့ခြိတက်သွားဖို့အနေထားတွေဖြစ်နေပြီဆိုတော့ဒါဟာလည်းအားရစရာကောင်းတာပဲပေါ့နော်စစ်ကောင်စီကဒီလိုသတင်းတွေကြားလေလေကြောက်တူးတုံလေလေဖြစ်မှာပဲအဲပြီးတော့ကျတော့ဒါစုပေါင်းပြီးတော့ဒါအင်အားစုတည်းကထွက်ပေါ်လာမယ်ဆိုတဲ့သတင်းတွေကလည်းဒီအပိုင်းတွေမှာပြန့်နှံ့နေတာဖြစ်တဲ့အတွက်ဒါတွေလည်းတကယ်ဖြစ်ဖြစ်လာဖို့အတွက်ကျွန်တော်မျှော်လင့်တယ်။တကယ်အဲ့လိုမျိုးသားဆိုရင်စစ်ကောင်စီတေအောင်ကြောက်မှာ ။ဘာဖြစ်လို့လဲဆိုတော့စစ်ကောင်စီကဒီဘက်ကတော်လိုင်းတပ်ဖွဲ့တွေတော်လံပြည်သူတွေအချင်းချင်းစီးလုံးနေတဲ့ဟာကိုသူကအယမ်းကြောက်တယ်။ဒါကြောင့်မလို့သွေးခွဲတာတွေလုပ်တယ်။ဒါကြောင့်မလို့ရန်တိုက်ပေးတာတွေလုပ်တာ။ဒါကြောင့်မလို့လည်းသူတို့ကဒါလုံးဝပျောက်ကွက်ကိုရှာပြီးတော့ဟာကွက်ကိုရှာပြီးတော့တတ်ရိုက်ဖို့လုပ်တာပေါ့နော်။အဲ့တော့အဲ့လိုပုံစံမျိုးကိုလက်မခံမဲနဲ့ဟုတ်တယ်ငါတို့ရဲ့ရည်မှန်းချက်တိုင်းငါတို့အဖွဲ့တွေအကုန်လုံးမတူတာတွေညှိမယ်တူတာတွေပေါင်းပြီးတော့လုပ်မယ်ဆိုတဲ့ပုံစံမျိုးသွားမယ်ဆိုရင်စစ်ကောင်စီတည်အောင်ကြောက် အဲ့လိုမျိုးသားဖြစ်ကြည့်ပေါ့နော်ဆဲကောင်စီအနောက်ကနေဖင်အောင်လောင်းဖြစ်မှာအရှိအမှန်ရှမ်းမြောက်ကိုသူကမဲနေတာအခုအနောက်ပိုင်းကနေပြီးတော့ဖင်လိုက်ခံနေရပြီအဲ့လိုပုံစံမျိုးဖြစ်နေကြတော့အဲ့တော့ကျတော့ဒါကလည်းသတင်းကောင်းတစ်ခုဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့အရခတ်တော်အေကဒီရက်ထဲမှာဒါအရေးပေါ်သတင်းထုတ်ပြန်ကြေညာတာတွေရှိလာတယ်အခါအားလျော်စွာလည်းထုတ်ပြန်တဲ့သတင်းတွေလည်းရှိတယ်အဲ့ဒါကပါလဲဆိုတော့ဒီစစ်တွေကြောက်ဖြူကိုဆဲကောင်စီဘက်ကရေချောင်းကနေပြီးတော့အင်အားတွေ ခက်စိတ်စိတ်ဒါတိုးလာတာတွေတိုးမြင့်လာတာတွေရှိလာတယ်။ပြီးရင်တန်တွဲနဲ့ဂွားမြို့အဲ့လိုမျိုးဒါမြို့တွေအနီးကပင်လယ်ပြင်တွေမှာပေါ့နော်စစ်ကောင်စီစစ်သင်းမောတွေလှုပ်ရှားသွားလာမှုတွေပို့ပြီးတော့များလာတယ်ဆိုပြီးတော့လည်းဒါသိရတယ်။ပြီးတော့ကျတော့ဒီနေရာတွေမှာဒါကင်းထောက်တာမျိုးတွေကင်းထောက်လေရင်တွေဝဲပြန်ပြီးတော့ กินထောက်တဲ့ပုံစံမျိုးတွေလည်း drone အနေနဲ့လောက်တာမျိုးတွေရောပေါ့เนาะအဲ့လိုမျိုးပုံစံမျိုးခက်စိတ်စိတ်လောက်လာနေတယ်ဆိုပြီးတော့လည်းဒါထည့်ပြီးတော့ရေးထားတယ်ပေါ့เนาะအဲ့တော့ကြောင့်မလို့ဒါမျိုးတွေကိုပေါ့เนาะအရခတ်တက်တော့တင်းထားတဲ့မျိုးတွေကိုစစ်ကောင်စီကပြန်တင်းနိုင်ဖို့အတွက်ကိုနီးမျိုးစုံနဲ့ပြင်ဆင်လာနေတယ်ပြီးရင်အရသာဒေသခံပြည်သူတွေပေါ့ဗျာအဲ့လိုမျိုးပြည်သူတွေကိုလည်းဒုက္ခပေးတာရှိတယ်ဒါပင်လယ်ပြင်မှာပေါ့เนาะအခုဆိုရင်ဒါအရခတ်တက်တော့ A ကဒီငါးဖမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ရေးလုတ်သားတွေကိုပေါ့เนาะအချိန်ကတ်တက်လိုက်တယ်ည6မိနစ်6ကတ်တက်လိုက်တယ်နေ့ကင်းပိုင်းသွားဖမ်းမယ်ဆိုရင်တော့မှပဲကန်ဝေးနေရာမျိုးတွေမသွားဘူး သူထုတ်ပြန်လိုက်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့စစ်ကောင်စီစစ်သင်္ဘောတွေကဒီသင်္ဘောတွေကိုဒီငါးဖန်သင်္ဘောတွေကိုအကာအကွယ်ယူပြီးတော့လှုပ်ရှားတာမျိုးတွေလည်းရှိတယ်။ပြီးရင်အဲ့ငါးဖန်သင်္ဘောတွေကိုလည်းအနေပြုတ်နေတာတွေရှိတယ်။လက်နက်ကြီးနဲ့လှမ်းပြီးပြစ်ခတ်တာမျိုးတွေလည်းလှုပ်လာနေတယ်ဆိုတာကိုသိရ။အဲဒါကြောင့်မလို့အဲ့လိုမျိုးပုံစံမျိုးမသွားကြဘူး။ကံဝေးနေရာမျိုးတွေမှာငါးမဖန်းကြဘူးပေါ့နော်။ပြီးရင်အဲ့လိုမျိုးစစ်သင်္ဘောတွေတွေ့ပြီးဆိုတဲ့ခါကျရင်လေအမြန်ဆုံးကန်းနီးပြီးရင်ကန်းဆက်ဒီလိုနေရာမျိုးတွေကိုအမြန်ဆုံးပြန်လာကြဖို့ဆိုတဲ့ပုံစံမျိုးနဲ့ဒါထုတ်ပြန်ချက်တစ်ခုထုတ်လိုက်တယ်ပေါ့နော်ဒါဟာအရေးကြီးတယ် စစ်ကောင်စီကအဲ့လိုပုံစံမျိုးတွေကိုပဲပဲနေနေလုပ်နေတာဒေသခံပြည်သူတွေကိုပဲပြစ်မှတ်ထားပြီးတော့အခုဆိုလုပ်နေတာအခုကြည့်ကြည့်လိုက်ဒါဒီနာမခါဘက်မှာဗောနော်ရမပင်တို့ဘာလို့ဘက်မှာဆိုရင်စစ်ကောင်စီကနာမခါကနေပြီးတော့တက်လာတဲ့ဒီဂျိုင်ယိုကော်ပရာတွေပြီးရင်ပါရာမိုတာတွေအဲပါရာမိုတာဆိုရင်ဒါ၄စီးရှိတယ်ဂျိုင်ယိုကော်ပရာဆိုရင်၃စီးရှိတယ်အဲ့လိုမျိုးဒီဟာတွေကိုတုံးပြီးတော့ဗောနော်လိုက်ပြီးတော့ဘုံကျဲနေတာဘယ်လောက်တောင်ဘုံကျဲလဲဆိုတော့ဇက်တိုက်ကျဲတာဇက်တိုက်ကျဲပါရာမိုတာနှစ်စီးတက်တယ်အနောက်ကနေပြီးတော့ဒါဂျိုင်ယိုကော်ပရာတွေပြတ်ပါတယ် အဓိကပါရမီတာဘုံသွားကျဲပြီးပြီဆိုရင်ပြန်လာတယ်အဲ့ချိန်မှာဂျန်ယူကော်ပိုရာကအဲ့နေရာကိုရောက်ပြီးဘုံထက်ကျဲအဲ့လိုမျိုးကိုသူကဇက်တိုက်ဇက်တိုက်ပေါ့နော်တခါတက်တယ်ဘုံကျဲတယ်နောက်စည်းတက်တယ်ဒီစည်းပြန်လာတယ်အဲ့နေရာမှာထပ်ပြီးတော့နောက်တက်တဲ့ကောင်ကဘုံကျဲအဲ့လိုပုံစံမျိုးလုပ်နေတာအခုရက်ထဲမှာပြည်သူတွေအရန်ထိခိုက်ကြတယ်အရန်ကိုနစ်နာကြတယ်ပေါ့နော်အသက်အန္တရာယ်တွေဆိုရင်ရတဲ့ပြည်သူတွေလည်းအများကြီးရှိရဲ့ချို့ဆိုရင်လုံးဝခြေထောက်တစ်ဖက်ပြတ်သွားတဲ့သူနဲ့ခြေထောက်နှစ်ဖက်လုံးပြတ်ပြောပေါ့နော်အောက်ပိုင်းတစ်ခုလုံးပါသွားတဲ့အဖြစ်တွေဒီကြုံနေရတာဖြစ်တယ် အဲ့တော့အဲ့လိုမျိုးဟာကအရန်အနေမြတ်သူကအရတားပြက်မှတ်ကိုကြည့်ပဲဒီဥတီပြီးတော့တိုက်ခိုက်နေတာအဲ့လိုမျိုးသူကျဲချလိုက်တဲ့နေရာတွေမှာပြီးတဲ့တပ်ဖွဲ့တယောက်မှမရှိဘူးတယောက်မှထိတာမရှိဘူးအဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့စီရင်နဲ့ပတ်သက်လို့အတွေ့အကြုံနေတဲ့ပြည်သူတွေဖြစ်တဲ့အတွက်ပေါ့နော်ဒီလိုမျိုးဒါ စစ်ကောင်စီရဲ့လုပ်ရက်တွေကအယံအန္တရာယ်များတယ်။ဒါကြောင့်မလို့ဒါအာခတ်တက်တော် A ကလည်းဒါမျိုးပုံစံမျိုးထုတ်ပြန်ရတာဖြစ်တယ်ပေါ့နော်။အဓိကတော့စစ်ကောင်စီကဒီလိုမျိုးတိုက်ဖို့အတွက်လှုပ်လာနေတဲ့ဟာတွေစစ်ရေးလှုပ်ရှားမှုတွေကိုတော့အာခတ်တက်တော် A ကတေချာဖို့ပြင်ဆင်ထားတယ်။ဒါပေမဲ့ပြင်ဆင်မှုလည်းအားနည်းတယ်ပြီးရင်ပြင်ဆင်ရကောင်းမှန်းလည်းမသိတဲ့ဒါစစ်ရေးအသီးသီးတိတ်မရှိတဲ့ဒေသခံပြည်သူတွေပြည်သူတွေကတော့ဗာတိမှာလဲအဲ့လိုမျိုးမသိတဲ့ပြည်သူတွေအတွက်ကြတော့စစ်ကောင်စီရဲ့လှုပ်ရက်တွေကအသက်အန္တရာယ်ကိုချိန်ဆောင်နေတဲ့ပုံစံတွေဖြစ်လာတယ်။ဒါကြောင့်မလို့အာခတ်တက်တော် AA ကဒီလိုမျိုးထုတ်ပြန်ခဲ့တာဖြစ်တယ်ပေါ့နော်။ဒါကိုလည်းဒေသခံပြည်သူတွေအနေနဲ့တရားလေးလာလိုက်နာကြစေချင်တယ်ပေါ့နော်။ ဘာပဲဖြစ်ဖြစ်ဒီလိုမျိုးထုတ်ပြန်ချက်တွေကလိုအပ်လို့ထုတ်ပြန်လာတာဖြစ်တယ်ဆိုတဲ့ဟာကိုလည်းသိစေချင်တယ်အဲ့တော့ရခိုင်ပြည်နယ်အတွင်းကတိုက်ပွဲတွေကလည်းပိုပြီးတော့ပြင်းထန်လာနိုင်ခြင်းရှိတယ်စစ်ကောင်စီဟာသူရယူဖို့စ조사နေတဲ့နီလန်းတွေကိုအကုန်အကုန်အကုန်အဆုံကိုတုံးတာတုံးပြီးတော့ဒီနေရာတွေကိုရဖို့အတွက်조사နေတယ်ဆိုပေမဲ့အခုထိရှေ့တုံးမနိုင်ပဲဖြစ်နေတာအဲ့ကြတော့သူ့အနေနဲ့လည်းဒီဒီနေရာမှာတာဝန်ရှိတဲ့ကောင်တွေအဲ့ကောင်တွေကလည်းဖိအားတွေမျိုးစုံကြုံနေရမှာကာလကလည်းတိတ်မကြံတော့ဘူးဒီဇင်ဘာ28ဆိုကက်ကက်လာပြီးတဖြည်းဖြည်းနဲ့တရပီတရကုံလာတယ်နဲ့အမျှသူတို့အတွက်လုံးဝဒါ ထွက်ပေါက်တစ်ခုအနေနဲ့စူးစမ်းဖို့ဆိုရင်ဒီနေရာတွေကိုအသေးတံပြန်ရဖို့လုပ်မှာပေါ့နော်အဲ့တော့အဲ့လိုမျိုးကာလတွေကလည်းရောက်လာအောင်မှဖြစ်တဲ့အတွက်တိုက်ပွဲတွေကပိုပြီးတော့ပြင်းထန်လာလိမ့်မယ်နောက်တစ်ခုကပေါ့နော်အဲကျွန်တော်တို့ရဲ့အတိမတ်ပြုတ်မှုတွေပေါ့နော်အဓိကတော့ဒီတပ်ဖွဲ့တွေကမြေပြင်မှာတကယ်တိုက်ပွဲဝင်ပြီးတော့ပေါ့နော်အသက်နဲ့ရင်းပြီးလှုပ်ဆောင်နေကြတာဖြစ်တဲ့အတွက်အရန်လည်းပြင်ပန်းကြတယ်ချိုးဆိုရင်ဒါစကန်းကုန်းတိုက်တဲ့အချိန်မှာစကန်းကုန်းတိုက်တယ်ဆိုတာကဗျာတခါလေကြာရင်အချိန်ကြီးကောင်းရင်ကျွန်တော်တို့ကပြန်ဆုတ်သွားလိုက်လို့မရအောင်အပိတက်တဲ့ရမှာဒါမဲ့အဲ့လိုအပိတက်တဲ့နိုင်ဖို့အတွက်ကရပ်ပိုင်းကြရင်ကြာတယ် အဲ့လိုရပ်ပိုင်းကြတဲ့အတော်တွင်းမှာစားရေးတောက်ရေးဘလို့ဖြည့်ရှင်းကြခက်ခက်ကြဲကြဲဖြည့်ရှင်းရတာပေါ့တချို့ဆိုရင်အငတ်နေပြီးတော့မှစကန်ကုန်းမရောက်တဲ့အချိန်ကျမှတင်းပြီးသွားပြီဆိုတဲ့အချိန်ကျမှဒီစားရေးတောက်ရေးကိစ္စကောင်းနေရောက်အဲ့လိုမျိုးပုံစံမျိုးနဲ့တိုက်ပွဲဝင်နေရတာဖြစ်တဲ့အတွက်ဒီတပ်ဖွဲ့တွေစိတ်တက်တွေမြင့်မားနေကြဖို့လိုတယ်ဒီတပ်ဖွဲ့တွေကိုဒီပြည်သူတွေရဲ့မြစ်တာတွေပြပေးနိုင်ဖို့လိုတယ်ကျွန်တော်ကတော့တကယ်ချစ်တယ်လေးစားတယ်ခင်တယ်အားကိုးတယ်လေးစားတယ်ပေါ့နော်အဓိကတော့ဒီတပ်ဖွဲ့တွေကပြည်သူလူထုတရက်လုံးလွတ်မြောက်ဖို့အတွက်လုပ်နေကြတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့မြစ်တာတွေလည်း ြသနိုင်ဖို့အားပေးစကားတွေပြောနိုင်ဖို့အရန်အရေးကြီးတယ်ဆိုတဲ့ဟာကိုလည်းပြောချင်ပါတယ်အဓိကတော့ဒီအားပေးစကားတွေလည်းလိုအပ်သလိုနောက်ကနေပြီးတော့ထောက်ပံ့ပေးနိုင်မယ်ထောက်ပံ့မှုတွေကလည်းအရန်အရေးကြီးတယ်ဆိုတဲ့အကြောင်းလေးလည်းပြောချင်ပါတယ်နောက်တစ်ခုကတော့မင်းအောင်လည်းရဲ့ကပိုင်းဆောင်တက်လို့ပြောလို့ရတဲ့ကောင်ရှိတယ်อืมအဲ့ကောင်တွေကဒါပါတီဝင်တွေပုံစံမျိုးတွေနဲ့အခုဒါတို့ဒီရွေးကောက်ပွဲမှာဝင်ပြိုင်ပါပေါ့ဗျာမင်းအောင်လည်းခိုင်းစေချက်အရာတို့ကဝင်ပြိုင်ပါဝင်ပြိုင်မဲ့ကောင်တွေကအခုဆိုရင်ကိုပိုင်းလုံရွေးတက်ဖွဲ့တွေလှုပ်ထားတယ်သူတို့ကောင်တွေပေါ့နော်ဘယ်တော့အကြောက်ကြီးလဲဆိုတော့အဲဟုတ်တယ်လေသူကကြောက်မှာပေါ့ စစ်တပ်တွေမှာနေတဲ့ချိန်တွေကတော့ဟုတ်တယ်ဒီကောင်တွေကတိုင်းမှုအဆင့်တွေဖြစ်ရင်ဖြစ်မယ်ဗျွာမှုအဆင့်တွေဖြစ်ရင်ဖြစ်မယ်ကဆတ်တာမှုအဆင့်တွေဖြစ်ရင်ဖြစ်မယ်အဲ့လိုအချိန်တွေကတော့တို့ကချွေရန်သင်းမင်းတွေအများကြီးပေါ့ဗျာပြီးရင်တို့ကိုကာဝယ်ဆောင်ရှောက်ပေးမယ်ငမိုက်သားတွေကလည်းအများကြီးပေါ့အုံတော်မရှိတဲ့ကောင်တွေပေါ့အကောင့်တွေကလည်းအများကြီးဆိုတော့တို့ကဒါတိတ်မလို့တို့လုံခြုံရေးအတွက်တိတ်မလို့တို့အတွက်အသေးပေးမယ့်ကောင်တွေတို့ရှိရနေကာပေးမယ့်ကောင်တွေရှိတယ်အဲတိတ်ဆိုတိတ်ရှင်းဆိုရှင်းဆိုတဲ့ကောင်တွေရှိတယ်ပေါ့နော် အဲ့တော့အဲ့လိုမျိုးကောက်မျိုးတွေကအခုဒါအရက်ဘက်ကိုရောက်ပြီးတော့ပစိုးတွေပေါင်းမိလေဝင့်ပြီးတော့မျိုးကောက်ပဲဝင်ပြန်ရမယ်ဆိုတော့လူလူကြားတဲ့ကိုဝင်ရမှာလူလူကြားတဲ့ကိုဝင်ရမှာဖြစ်တဲ့အတွက်လူလူအကုန်လုံးကသူတို့ကိုကြည်နေတာမဟုတ်ဘူးဆိုတော့သူတို့သိလူလူတော်တော်များများကဒီကောင်တွေကိုမထောက်ခံဘူးဆိုတာလည်းသူတို့သိအကုန်လုံးကသူတို့ကိုတက်ချင်ဖြတ်ချင်နေတဲ့စိတ်တွေနဲ့ကြည့်ပဲ ကြည့်နေကြမှာဆိုတော့သူတို့တည်တဲ့အတွက်ဒီ NLD ကိုကြောက်လို့ကိုပိုင်းလုံခြုံရေးတပ်ဖွဲ့ပုံစံမျိုးတွေဖွဲ့စည်းနေတယ်ဆိုပြီးတော့သိရတယ်ဗောနော်အဲ့တော့ဝင်ပြိုင်မဲ့ကောင်တွေကပြင်ဦးလင်လုံမျိုးဒါစစ်ကြောင်းကြီးတွေရှိတဲ့နေရာမှာဒါမြထုံးကဝင်ပြိုင်မယ်အညိုစောကရေတပ်ဌာနချုပ်ကလူဝင်အားဖြည့်ယုံနေနိုင်မဲ့ဒီကိုကိုကျွန်းဟုတ်တယ်ကိုကိုကျွန်းမှာဘာမှဖြစ်လူဝင်အားသွားဖြည့်လိုက်တာ ਨੇ ဒီနေရာမှာနိုင်ပြီးသားပဲသူတို့နိုင်ပြီးသားပဲအဲ့လိုနေရာမျိုးမှာဒါညိုစောကပြိုင်မယ်ဗာနိုင်မဲ့ကောင်တွေဗောအဲအောင်လင်းဒေးကဒါစစ်ယုံနဲ့စစ်တပ်ဌာနချုပ်တွေရှိတဲ့နေပြီးတော့ဇေယျာတီတီ မဲဆန္ဒနယ်တွေကနေပြီးတော့ဝင်ပြိုင်ပါမယ်ဒီကောင်ကမနိုင်မရှိပုံစံမျိုးတွေလှုပ်ထားပြီးသားမဲမဲပြိုင်မဲကောင်တွေရပါတော့အဲ့တော့မြောက်လိုင်ရဲ့ဒါစေခိုင်းချက်ရစစ်ကော်မရှင်ကဒါစစ်ရရှိကြီးတွေဖြစ်တဲ့အောင်လင်းတွေမြာထွန်းဦးဒါဝင်းကြီးတင်အောင်ဆန်းဒုတိယဗိုလ်ချုပ်ကြီးဟောင်းကံမြင့်တန်းပြီးရင်ဒုတိယဗိုလ်ချုပ်ကြီးဟောင်းတေစာကျော်တေစာကျော်ဆိုရင်ကစားမှုအကောင်ကဘာမကြီးအကောင်ဆိုလဲပြီးတော့ဒါဒုတိယဗိုလ်ချုပ်ကြီးဟောင်းတပ်ပုံအဲပြီးရင်အဲဒုတိယဗိုလ်ချုပ်ကြီးဟောင်းဖုံးမြတ် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းလင်းအောင်အဲတည်ရင်ဒုတိယဗိုလ်ချုပ်ကြီးဟောင်းစိုးတင်နိုင်စိုးတင်နိုင်လည်းတည်တယ်အဲအဲ့တော့အဲ့လိုမျိုးကောင်တွေအကုန်လုံးကဒါပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်နဲ့တိုင်းပြည်နယ်ပေါ့နော်ဒါလွှတ်တော်တွေကနေပြီးတော့ကြံ့ခိုင်ရေးပါတီကြံ့ဖို့ပါတီကိုစားပြုသူတို့ဝင်ပြိုင်သွားကြမှာပေါ့နော်အဲဒီစစ်ဗိုလ်တွေစစ်ဗိုလ်ချုပ်ကြီးတွေစစ်ဗိုလ်ချုပ်ကြီးဟောင်းနေပေါ့နော်ဒီကောင်တွေကဒီလိုမျိုးဒါကြံ့ခိုင်ရေးပါတီကနေပြီးတော့ဝင်ပြိုင်ဖို့အတွက်ကိုမှပဲသူကသူတို့ရဲ့ကိုပိုင်ကိုရံတော်ပုံစံမျိုးနဲ့ဒီလုံခြုံရေးအဖွဲ့တွေဖွဲ့စည်းထားတယ်ဆိုတဲ့ဟာမျိုးတွေ့ရတယ်အဲ့တော့ ကပိုက်ဆောင်တက်ဖွဲ့လို့ပြောလို့ရမယ်ဒါလုံကျွေးတက်ဖွဲ့တွေဖွဲ့လာတာကဒါပြည်သူကြားတဲ့မဲဆွယ်ရမှာကိုသူတို့ကြောက်လို့ပဲတကယ်သူတို့ကြောက်ကြရဲကြောက်ကြရဲဆိုတာပြည်သူအကုန်လုံးကသူတို့ကိုမကြည့်ဘူးဆိုတာတိတိတယ်တရားမှာ130လောက်ကဒီကောင်တွေကိုမကြည့်ဘူးဒီကောင်တွေကိုမကြည့်ဘူးကြည့်မရဘူးအဲအကြောင်းမလို့လဲသူတို့ဒါသူတို့ကိုသူတို့ကြောက်လန့်တကြားနေပေါ့နော်အခုလိုမျိုးကိုပိုင်းအာလုံကျွေးဖွဲ့တွေဖွဲ့ရအဲ့လိုမျိုးလှုပ်တဲ့ဟာကတဲ့သူကဘလောက်တောင်မှဟိုကဖြစ်လဲဆိုတာဒီပါတီဘက်ကနေလဲစီစဉ်ပေးစရာမလိုဘူးကုန်ကြငွေဆိုရင်လဲသူတို့ကသူတို့ကြားခံပြီးတော့လှုပ်တာပေါ့နော် ပြီးရင်သူတို့ရဲ့ဒီလုံခြုံရေးအဖွဲ့တွေအပြင်မှာပါတီကစီစဉ်ပေးတဲ့လုံခြုံရေးဟာတွေကလည်းရှိသေးတယ်ဆိုတော့လုံခြုံရေးအထက်ထန်းတဲ့ဝင်ပြိုင်မဲ့ကောင်တွေပေါ့ဗျာအဲ့တော့ဓာတွေကစစ်ဘုံကြုံကြီးဟောင်းနေပါလို့ပြောရင်တော့မှရင်နာစရာကောင်းတယ်ဟာမြို့ဟောင်းနေစစ်သားမှဟုတ်ရဲ့လားဆိုပြီးပြောရမဲ့ကောင်တွေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါပြည်သူလူထုကြားထဲမှာတကယ်သာပြည်သူကသူတို့ကိုထောက်ခံတယ်ချစ်ခင်တယ်လေးစားတယ်ဆိုရင်အမေစုလို့သွားအမေစုလို့မျိုးပြည်သူနဲ့ဆက်ဆံအမေစုလို့ကြီးမောမောနဲ့ဆက်ဆံရဲလားအကောင်တွေအကောင်တွေသွားရဲလား မတို့ကနေသွားရဲလားဟုတ်လားအပြပါဟုတ်လားအမေစုဒါနိုင်ငံခေါင်းဆောင်ကွာအဲ့ကြတော့ဒါပြည်သူတွေကလေးစားချစ်ခင်ရတဲ့ပုံကိုဖြစ်တဲ့အတွက်ဘယ်နေရာဘယ်ချိန်ဘယ်လိုနေရာမျိုးမှာပဲသွားသွားဗေဒိတကိုပဲရောက်ရောက် ပြည်သူကအမြဲတမ်းချစ်ခင်နှွင်းထွေးစွာနဲ့ပေါ့နော်လက်ကမ်းကြိုးစိုးတယ်အဲ့ကြောင့်မလို့လေအမေစုကပြည်သူတွေကြားထဲမှာပေါ့နော်ဒါပြုံးပြုံးရွှင်ရွှင်နဲ့ပြည်သူနဲ့ဖက်လက်တကင်းရင်းနှီးနှွင်းထွေးစွာနဲ့အဲ့လိုလက်တကမ်းပေါ့နော်လက်တကမ်းချို့ဆိုဖက်ရက်ပြီးတော့တောင်မှဒါနှုတ်ဆက်တဲ့ပုံစံမျိုးတွေဒါမြင်တွေ့ရဖြစ်တယ်မင်းတို့ကောင်တွေအဲ့လိုမျိုးလုပ် မင်းတို့ကောင်တွေကအနီးနားကတ်လာတယ်ငါ့ကိုဘင်းမဲ့ကောင်လားဆိုပြီးကြောက်မဲ့ကောင်နေတိတယ်အဲကြတော့ဒါစစ်ကောင်စီကတော့ဒါသူတို့နိုင်ရဖို့အတွက်ကိုနှီးမျိုးစုံနဲ့လုပ်နေတယ်ဆိုတဲ့ဟာကိုလည်းသိစေချင်တယ်ကျွန်တော်တို့ပြောင်တာလဲပြောင်တာလှောင်တာလဲလှောင်တာပေါ့နော်ဖဲ့တာလဲဖဲ့တာပေါ့သူတို့ရဲ့လောက်ရက်တွေကိုရှုံချရလဲရှုံချရပေါ့ဒါပေမဲ့စစ်ကောင်စီကတော့သူတို့လှုပ်ဆောင်ရမယ့်အလုပ်တွေကိုတခုချင်းဇက်တိုက်ဆိုလို့သူတို့အနိုင်ရမယ့်နီလန်းအကုန်လုပ်နေတယ်ဒါကိုတော့ကျွန်တော်တို့မမေ့ဖို့လိုတယ်ဆိုလိုတာကဒီပါတီထဲမှာဆိုလဲသူတို့နိုင်ဖို့အတွက်ကိုပြောင်းတာတွေရှိတယ်အစစ်ကောင်စီထဲမှာလဲပေါ့နော်ဒါလက်နက်ကင်အဖွဲ့စည်းထဲမှာလဲကြံခဲ့မဲ့ကောင်တွေကို အာသူခိုင်းသမျှဖြစ်မဲ့ကောင်မျိုးတွေကိုထားခဲ့တယ်ပြီးရင်တန်တမာရေးနဲ့ပတ်သက်တဲ့နိုင်ငံတကာနဲ့ဆက်ဆံမဲ့ကောင်တွေဆိုလည်းသူ့လူတွေပဲဒါဗိုလ်ချုပ်ကြီးဟောင်းတွေဗိုလ်ချုပ်ဟောင်းတွေကိုပဲလွှတ်ပြီးတော့နေရာတွေပေးထားတာရှိတယ်အဲ့တော့ဒီဟာသာဖြစ်သွားမယ်ဆိုရင်သူပဲတရားဝင်ဆိုရပြန်ပြက်သူပဲနိုင်မှာသူပဲအာဏာဆက်ပြီးတော့ထိန်းထားနိုင်မှာအဲ့တော့အဲ့လိုဟာမျိုးမဖြစ်ဖို့အတွက်အဖြေကပါတယ်ကျွန်တော်တို့အဲ့ဟာကိုတားဆီးနိုင်ဖို့လိုတယ်ပေါ့နော်ဒါကြောင့်မလို့လေဒါကျွန်တော်တန်မကြီးဒါဦးချုပ်မထွန်းကပြောခဲ့တာပေါ့နော် ဖြစ်သွားပြီးရင်ဆိုတဲ့ဟာမျိုးထက်မဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့ဟာကိုကျွန်တော်တို့တွေးကြဖို့လိုတယ်။အဲ့တော့ကျွန်တော်တို့ဒီကာလကအရေးကြီးကာလဖြစ်တဲ့အတွက်အားလုံးအကုန်လုံးအားစိုက်ထုတ်ပြီးတော့ဗောနော်ကျွန်တော်တတ်နိုင်တဲ့အပိုင်းတွေမှာဝင်ပြီးတော့ကုညီပေးကြစီခြင်းနဲ့ကုညီပေးမှလည်းကျွန်တော်တော်လိုင်းရေးက80နိုင်မယ်။ပြည်သူတွေရဲ့အားကိုဒီချိန်မှာတကယ်ကိုအရန်အရေးကြီးလိုအပ်ပါတယ်။တပ်ဖွဲ့တွေကပြောပြီးသားကျွန်တော်တို့အသေးခံပြီးတိုက်ပေးမယ်။အောင်မြင်အောင်တိုက်ပေးမယ်။ကျွန်တော်တို့ကိုပြည့်စုံအောင်မယ်လုပ်ပေး။ကျွန်တော်တို့ကိုတိုက်လို့ရအောင်မယ်လုပ်ပေးဆိုပြီးတော့ပြောခဲ့တာဖြစ်တယ်။ တော့ကျွန်တော်တက်ဖွဲ့ဒီလိုမျိုးတိုင်နိုင်ဖို့လုံနိုင်ဖို့အတွက်ကိုပြည်သူတွေအားတွေအများကြီးလိုတယ်ဆိုတဲ့အကြောင်းဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်စကားတွေကြမ်းခဲ့တယ်ဆိုရင်လည်းခွင့်လုပ်ပေးကြပါဘောနော်ဟိုဘက်ကောင်တွေကိုပြောလာပါ